CNA သတင်းဟောင်းကိုလပ်တော့စနေကြတဲ့ပြည်သက်တွေအားလုံးကိုတာလီစောပါလို့နှုတ်ဆက်လိုက်ရပါတယ်။ဒီနေ့ညမှာတက်ကရစ်1386ခုနဲ့တကူးလာဆန်း၄ရက်နဲ့2025ခုနှစ်အပိလ2ရက်နေ့ CNA ရဲ့တနေ့တာအွန်လိုင်းရေဒီယိုထုတ်လွှင့်မှုကိုစတင်ထုတ်လွှင့်နေပြီဖြစ်ပါတယ်။ကနေထုတ်လွှင့်တဲ့ဆက်သွားမဲ့တဲ့တွေကတော့မောင်တော်မှာအကျန်းဖတ် ARSA အဖွဲ့ပြက်ခတ်လို့ခမေလေးဦးတေဆုံးခဲ့တယ်ဆိုတဲ့တဲ့ တော်လိုင်းတက်တွေရဲ့ယာယီအပြည့်ရမှတ်ကိစ္စစကောင်းဆောင်လက်မခံဘူးလို့ပြောဆိုလိုက်တဲ့တဲ့င်တရုတ်ကြက်ချင်နေရင်းနှန်းကိုပြစ်ခတ်တားဆီးခဲ့ကြောင်းစစ်ကောင်စီဝန်ခံလိုက်တဲ့တဲ့င်ငလျင်ကြောင်းနိုင်ငံတော်ဝန်တည်ဆုံးသူ2800ကျော်ထိရှိလာနေတယ်ဆိုတဲ့တဲ့င်တွေကိုကြားမှာလည်းဖြစ်ပါတယ်ပရမဆုံးကြားမှာကတော့မောင်တော်မှာအကျန်းဖတ် ARSA အဖွဲ့ပြခတ်လို့ခမီလေးဦးတည်ဆုံးခဲ့တဲ့ဆိုတဲ့တဲ့င်းကိုကြားမှာပါ မောင်တော်မြို့နယ်အတွင်းမှာအကြမ်းဖက် ARSA အဖွဲ့ရဲ့ရဲစောစွာတပ်ဖြတ်ခဲ့တာကြောင့်ခမီလူမျိုးလေးဦးကိုတိတ်ဆုံးခဲ့ရတယ်လို့ဒေသခံတွေကပြောပါတယ်။ ARSA အဖွဲ့ရဲ့တပ်ဖြတ်မှုကြောင့်တိတ်ဆုံးခဲ့ရသူတွေကတော့ခမီလူမျိုးတွေဖြစ်ကြတဲ့အိုဖြိုကျေးရွာက အသက်42နှစ်အရွယ်ဦးမောင်ဘဂုတ်ပီကျေးရွာကအသက်18နှစ်အရွယ်မောင်တာအေးကျော် အောက်ကန်ဒရူးကျေးရွာကအသက်25နှစ်အရွယ်ကိုမောင်ကြီးနဲ့မြဝရီကျေးရွာကအသက်16နှစ်အရွယ် ိုအောင်ထထုံးတို့ဖြစ်ကြတယ်လို့ဆိုပါတယ်။အဲဒီတပ်ဖြတ်ခံရသူတွေဟာမတ်လ29ရက်နေ့မနက်ပိုင်းမှာမောင်တော်မြို့နယ်မြောက်ရီကြီးရွာကနေအောက်ကန်ဒရူးရွာကိုတော်လန်အတိုင်းသွားရမှာအကြမ်းဖက် ARSA အဖွဲ့တွေရဲ့ဖမ်းဆီးသဖြစ်တာကိုခံခဲ့ရတာဖြစ်တယ်လို့မြောက်ရီကြီးရွာဒေသခံတို့ကပြောပါဗျ။အဲဒီအတပ်ဖြတ်ခံရတဲ့အလောင်းလေးလောင်းကိုတနက်တန်ရအချက်ပေါင်းများစွာနဲ့အတူ မတ်လ30ရက်နေ့မှာဗရကားတောင်ကျော်လမ်းတနင်္လာမှာဒေသခံတွေကတွေ့ရှိကြတာလည်းဖြစ်ပါတယ်။အိနောက်တေဆုံးသူတွေကိုအာရခတတော်ရဲ့တာဝန်ရှိသူတွေကလာရောက်ဆင်မှုတွေပြုလုပ်ခဲ့ကြပြီးတော့ဒီတေဆုံးသူတွေဟာအကျန်းဖတ်အာဆလနာကန်တွေနဲ့တပ်ဖြတ်မှုကြောင့်တေဆုံးခဲ့ရတာဖြစ်ကြောင်းအတည်ပြုပြောဆိုထားခဲ့တယ်လို့ဆိုပါတယ်။ပြီးခဲ့တဲ့မတ်လ29ရက်နေ့မှာလည်းအကျန်းဖတ်တောင်ကျန်းသူတွေဖြစ်တဲ့ ARSA အဖွဲ့ကတောင်ပြိုချိန်ချောင်းကလန် မိဒိုက်ဂျီဝါအနီကိုစိုက်ကန်နဲ့ကင်းလစ်လာတဲ့အာရခတတော်ရဲ့တပ်ဖွဲ့ဝင်အုပ်ကိုခြုံငုံတိုက်ခိုက်ခဲ့တဲ့အတွက်အကြမ်းဖက် ARSA အဖွဲ့တွေရဲ့လက်ချက်နဲ့အာရခတတော်ရဲ့ရဲဘော်နှုတ်တေဆုံးခဲ့ရပါတယ်။ဒီလိုဒေသတွေမှာပြည်သူတွေကိုအကြမ်းဖက်လုပ်ရက်တွေကိုစတိုက်လုံဆောင်နေတဲ့ ARSA အပါအဝင် ARA ISO အဖွဲ့တွေကိုအရခတော်တော်အနေနဲ့ထီထီရောက်ရောက်နှိမ်နှင်းတာတွေလှုပ်ဆောင်ပေးဖို့လိုအပ်နေတယ်လို့လည်းမောင်တော်မြောက်ပိုင်းဒေသမှာနေထိုင်နေတဲ့တပ်ခန့်တို့ကတောင်းဆိုထားပါတယ်။အဲ့လိုပဲနောက်25ခုနဲ့ဇန်နဝါရီလ4ရက်နေ့မှာလည်းအာစာအဖွဲ့ရဲ့တပ်ဖြတ်မှုကြောင့်မောင်တော်ကနေရသေးတောင်စီတီပြင်ရွာကိုသွားတဲ့ဒေသခံ3ခု ARSA အဖွဲ့ကခြုံငုံတက်ခိုက်ခဲ့တာကြောင့်အရသာတို့အသေဆုံးခဲ့ရပြီးနှစ်ဦးအပြင်အထံထိုင်ရတာတွေလည်းရှိခဲ့ရပါတယ်ခင်ဗျာ။ ဆက်လက်ပြီးကြမှာကတော့တော်လန်ရေးတက်တွေရဲ့ယာယီအပြည့်ရမှန်ကိစ္စစကောင်းဆောင်လက်မခံဘူးလို့ပြောဆိုတဲ့တဲ့ရင်ကိုကြားမှာပါငလျင်ဘေးဒင်ပြည်သူတွေအတွက်ကယ်ဆယ်ရေးလုပ်ငန်းတွေအမြန်ဆုံးထိရောက်စွာဆောင်ရွက်နိုင်ဖို့တော်လန်ရေးတက်တွေရဲ့ယာယီအပြည့်ရကံလက်ချက်ကိုစကောင်းဆောင်မေအောင်လိုက်ကလက်မခံဘူးလို့ပယ်ချလိုက်ပါတယ် မတ်လ28နေ့ကလုခတ်ခဲ့တဲ့ပြင်အား credit သမခွန်ရဲ့ richer task ရှိတဲ့မြင်ကလေးလုခတ်မှုဖြစ်စဉ်အပြီးမှာအမျိုးသားညိုရဲ့အဆိုအရ NUG နဲ့မြောက်ပိုင်းနောင်မမိတ်၃ဘွဲတို့ကငလျင်နောက်ဆက်တွဲလုပ်ငန်းတွေအမြန်ဆုံးထိရောက်စွာဆောင်ရွက်နိုင်ဖို့ယာယီအပြည့်အကြောင်းထုတ်ပြန်လာကြရလဲဖြစ်ပါတယ်။ကချင်လွတ်လပ်ရေးတပ်မတော် KAI ကလည်းငလျင်ဘေးတင့်ကာလအတွင်းမှာခိုးကံကာကွယ်စစ်ကလွဲပြီးထိုးစစ်ဆင်တာမရှိသလို Krenny အမျိုးသားများကာကွယ်တပ် KNDF ကလည်း ငလျင်ကယ်ဆယ်ရေးကာလအတွင်းဆက်စင်ရေးတွေကိုယာယီရက်ဆိုင်ထားတယ်လို့အဲ့ဒီအဖွဲ့တွေရဲ့တာဝန်ရှိသူတွေကသတင်းမီဒီယာတွေကိုဖိကြားထားတာတွေ့ရပါတယ်။ဒီအပေါ်မနေ့အပိလာတရက်နေ့တုန်းကနေပြည်တော်မှာပြုလုပ်ခဲ့တဲ့ငလျင်ဘေးဒဏ်ကူညီရေးငွေလူတန်းမှုများလက်ခံပွဲမှာစကောင်းဆောင်မင်းအောင်လိုင်ကတော်လန်ရေးတပ်တွေရဲ့ကံလမ်းမှုကိုပယ်ချပြီးလိုအပ်တဲ့ကာကွယ်ရေးဆိုင်ရာလုပ်ငန်းတွေကိုဆက်လက်ဆောင်ရွက်သွားမှာဖြစ်ကြောင်းတနည်းအားဖြင့်စစ်ဆက်တိုက်သွားမယ်လို့ပြောဆိုသွားခဲ့တာလည်းဖြစ်ပါတယ်။ အချို့သောတိုင်းဒေသနဲ့ကိုင်အဖွဲ့တွေအနေနဲ့လက်ရှိအခြေအနေမှာတိုက်ပွဲဖော်ဆောင်တာမရှိပေမဲ့တိုက်ခိုက်ခြင်းတွေလှုပ်ဆောင်ဖို့အတွက်စုဖွဲ့တာနဲ့လက်ကျက်ပြဿနာတွေကိုလှုပ်ဆောင်နေတဲ့အတွက်အဲ့လိုဆောင်ရွက်တာဟာတိုက်ခိုက်ခြင်းတွေဖြစ်တယ်လို့စကောင်းဆောင်မင်းအောင်လိုင်ကပြောပါတယ်။ဒါကြောင့်တက်မတော်အနေနဲ့လိုအပ်တဲ့ကာကွယ်ဆိုင်ရာလုပ်ငန်းတွေကိုဆက်လက်ဆောင်ရွက်သွားမယ်လို့စကောင်းဆောင်ကအသိပေးသွားပါတယ်။စကောင်စီရဲ့မတ်လ31ရက်နေ့ထုတ်ပြန်ချက်အရနိုင်ငံတော်မှာငလျင်ကြောက်တည်ဆုံးသူ2056ဦးဒဏ်ရာရသူ3900ကျော်နဲ့ ်ပျောက်ဆုံးနေသူ290ကျော်အထိရှိလာနေတယ်လို့ထုတ်ပြန်ထားပါတယ်တချိန်တည်းမှာပဲငလျင်စတဲ့လုခတ်ခဲ့တဲ့ match လ28နှစ်ကစပြီးနိုင်ငံတော်အမစစ်ကောင်စီရဲ့လေကြောင်းမိုးကြီးတိုက်ခိုက်မှုတွေကြောင့်အရသားတွေနဲ့တော်လိုင်းရဲဘော်တွေထိခိုက်ဒိဆုံမှုတွေလည်းရှိနေရပါတယ်ခင်ဗျာဆက်လက်ပြီးကြားမှာကတော့တရုတ်ချက်ရှင်နေရန်ကိုပြစ်ခတ်တားဆီးခဲ့ကြောင်းစစ်ကောင်စီဝန်ခံလိုက်တဲ့ဆိုတဲ့သတင်းကိုကြားမှာပါ ငလျင်ကေဇယ်ရဲ့အတွက်တရုတ်မြန်မာနယ်စပ်ကတဆင်ဝင်ရောက်လာတဲ့တရုတ်ချက်ချင်းညီနန်းကိုတနတ်နဲ့ပြစ်ခတ်တားဆီးခဲ့တာဟုတ်တယ်လို့စက်ကောင်စီပြောခွင့်ရဗိုလ်ချုပ်စော်မင်းထွန်းကသတင်းထုတ်ပြန်ပြောဆိုလာပါတယ်။နောင်ချိုမြို့နယ်အုံမတိရွာအနီးအေပီလာတရက်ည9နာရီခွဲဝန်းကျင်မှာချက်ချင်းညီနန်းကိုမီတာ200လောက်အကွာမှာစက်ကောင်စီတပ်တွေကမီးထိုးပြီးတားဆီးခဲ့ပေမဲ့ တားဆီးလို့မရခဲ့တာကြောင့်မိုးပေါ်ထောင်ပြီးပြစ်ခတ်တားဆီးခဲ့တာဖြစ်တယ်လို့စစ်ကောင်စီပြောခွင့်ရစောမင်းထွန်းကဝန်ခံပြောဆိုထားပါတယ်။ဒါအပြင်လက်ရှိဝင်ရောက်လာတဲ့တရုတ်ချက်ချင်းဒီအဖွဲ့ဟာစစ်ကောင်စီဘက်ကိုကြိုတင်အကြောင်းကြားထားတာမရှိဘူးလို့လည်းသူကဆိုပါတယ်။ TNLA ရဲ့ထုတ်ပြန်ချက်မှာတော့လက်ရှိပြစ်ခတ်တဲ့ခံရတဲ့ရှင်နှန်းဟာမန္တလေးမြို့ကိုခီးဆက်သွားမယ်ဆိုတဲ့အကြောင်းကိုလည်းစစ်ကောင်စီစီကိုသတင်းပေးပို့ထားခဲ့ပြီးဖြစ်ပေမဲ့စစ်ကောင်စီတပ်တွေကအခုလိုပြစ်ခတ်တိုက်ခိုက်တာကိုလှုံ့ဆော်ခဲ့တာဖြစ်တယ်လို့လည်းဆိုပါတယ်။ စစ်ကောင်စီကနိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ငလျင်ကယ်ဆယ်ရေးအတွက်မြန်မာနိုင်ငံအတွင်းဝင်ရောက်မယ်ဆိုရင်ကြိုတင်အကြောင်းကြားတာလုံခြုံရေးအကူအညီလိုတာမျိုးလှုပ်ဖို့လိုအပ်ပြီးတော့လက်ရှိဖြစ်ပျက်ခဲ့တဲ့ပြစ်စင်နဲ့ပတ်သက်ပြီးတော့လည်းဆက်လက်စွမ်းကြတွေကိုလှုပ်ဆောင်နေတယ်လို့လည်းစစ်ကောင်စီကဆိုထားပါတယ်ခင်ဗျာအခုနောက်ဆုံးကြားမှာကတော့ငလျင်တန်ကြောင်းနိုင်ငံတော်ဝန်တည်ဆုံးသူ၂၈၀ကျော်အထိရှိလာနေရဲဆိုတဲ့တင်ကိုကြားမှာပါ ပြီးခဲ့တဲ့မတ်လ28ရက်နေ့ကလုခတ်ခဲ့တဲ့ခရစ်သမခုနှစ်အင်အားပြင်းကလေးရန်ကြောင့်နိုင်ငံတော်အသေးဆုံးသူဦးရေဟာ2886ဦးအထိရှိလာနေပြီဖြစ်တယ်လို့စစ်ကောင်စီကဒီကနေ့နေ့လယ်မှာသတင်းထုတ်ပြန်လာပါတယ်စစ်ကောင်စီရဲ့ထုတ်ပြန်ချက်မှာတော့နိုင်ငံတော်အသေးဆုံးသူဦးရေဟာ2886ဦးရှိပြီးတော့ဒဏ်ရာရသူကတော့4639ဦးနဲ့ပျောက်ဆုံးနေသူ383ဦးရှိနေတယ်လို့ဆိုထားပါတယ်ဒါအပြင်လက်ရှိမှာလည်းရှာဖွေကိစ္စလုပ်ငန်းတွေကိုဆက်လက်လုပ်ကိုင်တာတွေရှိနေသေးတာကြောင့် တေဆုံးထံရသူဦးရေဟာဒိဋ္ဌပိုများလာနိုင်တယ်လို့လဲဆိုထားပါဗျ။ဒီအင်အားပြင်းကလေးရဲ့ကြောင့်နေပြည်တော်မန္တလေးစကိုင်းနဲ့ရှမ်းပြည်နယ်တောင်ပိုင်းဒေသတွေမှာလူအများအပြားတေဆုံးထံရခဲ့ကြသလိုလူနေအိမ်နဲ့အဆောက်အဦလမ်းတံတားများစွာဟာလည်းပျက်စီးဆုံးရှုံးခဲ့ရတာလည်းဖြစ်ပါတယ်ခင်ဗျာ။ ကျွန်တော်တို့ CNA ဒေသနာရဲ့ data review သတင်းထုတ်လွှင့်မှုဟာဒီမှာပဲပြည်ဆောင်မှုဖြစ်ပါတယ်။သတင်းတွေကိုနားဆင်ပေးကြတဲ့ပရိသတ်တွေကိုအထူးကျေးဇူးတင်ရှိပါကြောင်းကာရာပြုရပါတယ်။နောက်နေ့ဒီမှာလည်း CNA ကတင်ဆက်ပေးတဲ့တင်ပြသတင်းတွေကိုနားဆင်မယ်ဆိုရင် CNA ရဲ့ Facebook စာမျက်နှာချုပ်နိုင်သလို YouTube, Telegram, H နဲ့ TikTok တွေမှာလည်းနေ့စောင့်မျိုးချုပ်နိုင်မှာကြောင်းသတင်းကောင်းပါပါတယ်ခင်ဗျာ။